verify page ကပြန်လည်ကြိုးလိုက်။ဒီဒီမှာကျွန်တော် mass ol ရဲ့အတုံးဝင်တဲ့ basic socket တွေကိုဝင်လာတော့မှာပဲဖြစ်ပါတယ်။တကယ်ပထမဆုံးအနေနဲ့ကျွန်တော်မဖြစ်မနေတည်တဲ့ basic socket တွေကိုပြပြတော့မှာဖြစ်ပါတယ်။ပထမဆုံးကတော့ comment စီမှာ comment စီကတော့ဘာမှမပေါ်တူတော်တော်များများလည်းတည်ပြီးတော့ပြ comment စီလို့နိုင်နိုင်လို့ရှိရင် copy ကူရဖြစ်ပါတယ်။ပြီးတော့ comment c ကိုပြန်ပြီးတော့ paste လုပ်မယ်ဆိုရင် comment v ပါ comment v နဲ့ paste လုပ်လို့ရပါတယ် okay not a basic shortcut တစ်ခုကတော့ comment x ဖြစ်ပါတယ် comment x ကတော့ comment x က get လောက်တာပေါ့နော်ပြောတော့ခုနတိုင်းပဲ paste လုပ်မယ်ဆိုရင် comment v နဲ့ paste လုပ်ပါတယ် okay ကျွန်တော်ကအခု comment x နဲ့ get လောက်ထားတဲ့ဟာကိုကျွန်တော် comment v နဲ့ paste လုပ်လိုက်တယ် ။အဲ့ဒါကိုကျွန်တော်မလုပ်ချင်ဘူးဆိုရင်ကျွန်တော် not that shortcut က undo comment ဖြစ်တဲ့ comment z ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ခုနကတည်းကသူရဲ့ဒီမှာပြန်ပြီးတော့သူနေရာသူပြန်ရောက်သွား undo ပြန် undo လုပ်လိုက်တာပေါ့နော်။အဲ့ဒါကိုကျွန်တော် undo ကနေပြီးတော့ redo ပြန်လုပ်မယ်ဆိုရင် comment shift z ကိုနှိပ်လို့ရှိရင် redo ပြန်လုပ်ပါတယ်ခုနကကျွန်တော်ဖြတ်ပြီးသားဟာကိုဒီမှာပြန်လာထားတာ redo လုပ်တော့ဗောနော် တော့ Windows MA control ပေါ့နော်အဲ့တော့ Windows MA control ဆိုတော့ကျွန်တော် command ရဲ့ tab ရဲ့ switch လုပ်လို့ရပါတယ် okay အဲ့ပြီးတော့ကျွန်တော်ဒီလို8တွေကို switch ပြီးတော့ကိုတုံးရင်လည်းဟိုအောင်အဲ့လို switch လုပ်ပြီးတော့ကိုလိုတဲ့8ကိုတုံးရပြီးတော့နောက်ထပ်အသုံးဝင်တာတော့ကျွန်တော်တို့အခုလက်ရှိဒီမြင်ရတဲ့ဒီ page ကိုကျွန်တော်အဲဒီ screen မှာ highlight မှာပေါ့နော် highlight တာဆိုရင်ကျွန်တော်ဒီမှာ comment h နဲ့လိမ့်မယ် comment age နဲ့လို့ရှင် screen နဲ့ဟိတ်ပါပါတယ်ပြီးတော့ဒီမှာဒီဘာလို့လဲကျွန်တော် comment age နဲ့လိုက်မယ် okay comment age နဲ့ပြီးတော့ကျွန်တော် comment တက်နဲ့ပြန်ခေါ်ရင်သူပြန်ပေါ်လာပါတယ် okay အဲ့တော့ comment အခုပြောချင်တာတော့ comment age နဲ့ comment m နဲ့ဘာကွာလဲပေါ့နော် minimize လောက်တာနဲ့ hate လောက်တာနဲ့ အဲဒီဟာကိုကျွန်တော် minimize လုပ်လိုက်မယ် comment and night လိုက်တယ်တွေ့ရတဲ့ animation နဲ့ minimize ဖြစ်သွားတယ်ပြီးတော့ဒီကောင်လည်းကျွန်တော် comment and night လိုက်မယ် okay animation နဲ့ and ပြော minimize ဖြစ်သွားတယ်အဲကျွန်တော်ဒီမှာ comment switch comment တက်နဲ့ခုံပြီးတော့ဒီ window switch နဲ့ပြန်ခေါ်ရင်သူကမတက်ပါဘူးအဲ့တော့တည်တာမှာကျွန်တော်တကယ်လို့ကိုကဒီကလက်ရှိအလုံးလုံးနေလေဟွာတွေဆိုရင် window ဆိုရင်ကျွန်တော် comment h နဲ့ပဲ hide ထားဖို့အကြံပေးပါတယ် comment n နဲ့ minimize တားလို့လို့ရှိရင်ကျွန်တော် comment တန်းပြန်ခေါ်လို့ရှိရင်ပြန်ခေါ်လို့မပွင့်လာတော့ဘူးဒီလိုဆို mouse နဲ့တွားပြီးတော့တစ်ချက်ပြန်ကလစ်ပြီးတော့သူ့ကိုပြန်ဖွင့်ပြီးမှရမှာပါကျွန်တော်တို့ window တက်တွေကိုမှာကျွန်တော်ဒီမှာကျွန်တော် fighter ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်ဒီမှာ tab တွေကိုကျွန်တော်နောက်တဲ့ဒီ tab တွေကိုကျွန်တော် comment တွေဖြီးပြီးတော့ကျွန်တော်ဖွင့်လိုက်မယ်ဒီမှာ လိုတက်တွေအများကြီးပေါ့နော်ဒီ window တစ်ခုတည်းမှာရှိတယ်ဒီ window တက်တွေပေါ့နော်ကျွန်တော်နည်းစိတ်ကြည့်တယ်မယ်အဲ့ဒါကိုကျွန်တော်ပိတ်ချင်တယ်ဆိုရင်ကျွန်တော် comment w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  နဲ့ပိတ်လို့ရပါတယ် okay ပြီးတော့ဒီလိုဒီမှာလဲတူတူပဲဒီ browser တွေဆိုလဲ comment w နဲ့ကျွန်တော်တို့တက်တွေကိုပိတ်သွားလို့ရတယ်ပြီးတော့ဒီ window တစ်ခုလုံးကိုလုံးဝ quiet လုပ်မယ်ဆိုရင်တော့ comment q ကိုတုံးပြီးတော့ quiet လုပ်မှာဖြစ်ပါတယ် the company ရဲ့ mass os မှာလည်းအလိုဟိုကိုပိတ်လိုက်တဲ့ window က crash ဖြစ်တာတို့အလိုပိတ်လို့မရအမျိုးဖြစ်တတ်ပါတယ်ဥပမာကျွန်တော်အစံပိတ်ပြမယ်နော်ဒီမှာကျွန်တော်ဒီ torrent ဆိုတာနေရှိရဲ့အဲ torrent ကကျွန်တော် download ဆိုရင်းနေပါတော့အဲ့ဒါကိုကျွန်တော်ပိတ်လိုက်မယ်ပိတ်လို့ရှင်ဒီမှာကျွန်တော်ပိတ်ပြတော့ကိုယ်လို့ okay အမှတွေ့လားတခါကြရင်ဒီလိုပိတ်လို့မရဘူးဗောနော်ဒီမှာအတွေ့လားအဆက်လေးပေါ်နေတယ်ဒီလိုပိတ်လို့မရဘူး ဖြစ်တယ်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်ကျွန်တော်ဘာနဲ့လောက်ရမလဲဆိုရင်တော့ comment option sk ဆိုပြီးတော့နှိပ်ပြီးတော့ဒီမှာဒီကိုပိတ်ချင်တဲ့ window force quite ဆိုပြီးတော့ကျွန်တော်ဒီလိုလောက်လိုက်လို့ဖြင့်သူပိတ်သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့လို crash နေရမျိုးလို့အဲ့လိုပိတ်လို့မရမျိုးဆိုရင်ဒီရမှာ comment option sk ကိုနှိပ်ရမှာဖြစ်ပါတယ် screenshot and screen control ပဲဖြစ်ပါတယ်။ကဲ screenshot တွေဆိုရင်ကျွန်တော် screenshot ကို deliver you entire screenshot ရိုက်မယ်ဆိုရင် command shift 3ဆိုပြီးတော့ screenshot ရိုက်ရင်ကျွန်တော် entire screenshot အနေနဲ့ကျွန်တော်ဒီလက်ရှိ screen တစ်ခုလုံးကိုကျွန်တော် screenshot ရိုက်ပါမှာဖြစ်ပါတယ် okay နောက်တစ်ခါကျွန်တော်တို့ command shift number 4ဆိုရင်သူကဒီကိုလိုချင်တဲ့ဟိုလေးကို select လုပ်ပြီးတော့ကျွန်တော်တို့ဒီလိုရိုက်လို့ရပါတယ်အဲဆိုရင်ဒီမှာ င်တဲ့အတိုင်းဒီလိုကြိုက်တဲ့ area လေးကိုပဲကြိုက်သွားပဲဖြစ်ပါတယ်အဲ့ဒီအကုန်လုံးဟိုဘာဖြစ်ချင်လဲကျွန်တော် comment shit number 5ကိုရိုက်လိုက်လို့နိုင်လိုက်လို့ရှင်ဒီမှာဟိုပေါ်လာပါလိမ့်မယ်ခုနအတိုင်းဒီမှာ capture entire screen ပြီးတော့ capture slot window ပြီးတော့ဒီမှာ slot window ဆိုတာကျွန်တော်တို့ဘာမဟုတ်ပါဒီ window ကိုပဲရိုက်မယ်ဆိုရင်ဒီလိုလေးပဲရိုက်တဲ့ဟာကိုကျွန်တော် capture slot window ဆိုပြီးတော့ပြောပါရတယ်။ဒီကတော့ခုနကကျွန်တော်ရိုက်ပြတဲ့ convention နာမည် for နဲ့ရိုက်ပြတယ်ဟိုပါလဲ slash screenshot နဲ့တူတူပါဒီဘက်ကတော့ record ပါ record ကိုရဲ့ဒီ screen recording လောက်တာပေါ့နော် screen recording လောက်မယ်ဆိုရင်ဒီမှာဟိုဒီဟိုဖြစ်တဲ့ screen ကိုပဲ entire screen လောက်မလားဒါမှမဟုတ်ကိုပေးထားတဲ့ slash နေရာကိုပဲလောက်မလားအဲ့တော့ကျွန်တော်တခါလေဟိုဖြစ်လို့ရှိရင်ကျွန်တော်အတန်မပါဘူးဖြစ်တတ်တယ်အတန်မပါဘူးဆိုရင်ဒီမှာကျွန်တော် option တွေတွားပြီးတော့ဒီမှာ ဒီမှာရွေးလို့ရတယ်เนาะကိုကြိုက်တဲ့ location ကိုထားမဲ့ location နေရာကိုဒီမှာဒီမှာကျွန်တော်ဆို screenshot ဆိုပြီးတော့တက်ဖိုးတာလေး territory လေးဖွင့်ပြီးတော့ပေးထားပြီးတော့ဒီမှာကျွန်တော် screenshot ဆိုပြီးတော့ကျွန်တော်ဒီထဲကိုတခါလေးပို့ခိုင်းတာဒီကတော့ save နဲ့နေရာပေါ့เนาะ save to ပေါ့เนาะ okay ဒီတစ်ခုကတော့တိုင်ပါပါကိုက10စက္ကန့်ပဲရေးမယ်ဆိုရင်10စက္ကန့်5စက္ကန့်ဆိုပြီးပေးလို့ရပါတယ်ပြီးတော့ကိုက microphone အတန်ပါခြင်းလားမပါခြင်းလားဆိုဒီမှာဖွင့်လို့ရပါတယ် ကျန်တဲ့ဟာတော့ floating thumbnail တို့ကျန်တဲ့ remember less lesson တို့အဲ remember less lesson ဆိုတာခုနကကျွန်တော် select ထားတဲ့နေရာကို ပြန်ပြီးတော့ဖြစ်တာပေါ့နော်ပြီးတော့ mouse ကိုပြမလားမပြဘူးလား show mouse clip ပါညာအဲ့လိုပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ safari တုံးလို့ရှိရင် safari browser shortcut တွေကိုကျွန်တော်ပြပြတော့မှာပြပါတယ်အဲ့တော့ကျွန်တော်တို့ safari ကိုဟိုဟာဖြစ်မယ်ဆိုရင်ကျွန်တော် safari ထဲရောက်နေပြီဆိုရင်ကျွန်တော်တို့တကယ်လို့ new window ဟာကျွန်တော်နောက်ထပ်ဟာအစ်စ်ကိုခေါ်ခြင်းဆိုရင် comment and like လေးလို့ရှိရင်ကျွန်တော်နောက်ထပ် new tag ကိုကျွန်တော်ခေါ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ် comment တီ like လို့ရှိရင်လည်းရပါတယ်တူတူပါပဲ comment and then comment တီကိုကြိုက်တာ like လို့ရပါတယ်အဲတော့ကျွန်တော်ဒီမှာဒီခေါ်လိုက်တယ် okay ခေါ်ပြီးတော့ကျွန်တော်နောက်ထပ် comment တီနဲ့နောက်ထပ်ကျွန်တော် browser နေပြီးတော့ကျွန်တော်တက်တီကိုကျွန်တော်ဖွင့်တယ်နောက်ထပ်ကျွန်တော် gap ပြီးတော့ကျွန်တော်ဖွင့်တယ် okay အဲတော့ကျွန်တော်ဒီမှာ ဟိုဖြစ်သွားပြီเนาะကျွန်တော်ဒီတက်5ခုရှိအောင်เนาะအဲ့ဒါကိုကျွန်တော်ဖြတ်မယ်ဆိုရင်ခုနကကျွန်တော်ပြောခဲ့လို့ပဲတက်တွေဖြတ်မယ်ဆိုရင် comment w နဲ့ဖြတ်လို့ရပါတယ် comment w နဲ့ဖြတ်လို့ရပါတယ်ပြီးတော့ကျွန်တော် comment z နဲ့ပြန်ခေါ်လို့ရတယ် comment z နဲ့ပြန်ခေါ်လို့ရတယ် comment z နဲ့ပြန်ခေါ်လို့ရတယ် okay comment z နဲ့ပြန်ခေါ်လို့ရတယ်လို့ကျွန်တော်ခုန close တက်တူပြန်ခေါ်ရင် comment shift d တုံးလို့နေရတယ်ရပါတယ် comment shift d comment shift d ကျွန်တော်ခုနလုံးဝဖွင့်ခဲ့တဲ့ oh စောနာငယ်ဖွင့်ခဲ့တဲ့တက်တူပါကျွန်တော်တို့ပြန်ခေါ်ခြင်းလေဆိုရင်တော့ကျွန်တော်တို့ comment shift တီနဲ့ပြန်ခေါ်ပါပေါ့နော်ဒီတိုင်းပဲကျွန်တော်တို့ကခေါ်ခြင်းလေဆိုရင်တော့ comment z နဲ့ပြန်ခေါ်လို့ရပါတယ် okay နောက်တစ်ခါကျွန်တော်တို့ browser တွေကိုကျွန်တော်တို့အမြန် refresh လုပ်ခြင်းလေဆိုရင် comment r ကိုတုံးလို့ရှိရင် first reload ပေါ့နော် browser reload ပြန်လုပ်တော့ပေါ့နော်ကျွန်တော်တို့ search bar ကိုကျွန်တော်တို့ cursor ချခြင်းဆို comment l နိုင်လို့ရှိရင်ချက်ချင်းကျွန်တော်တို့ဒီမှာ search bar မှာကျွန်တော် get the reaction ဆိုရှင်ကျွန်တော်ဒီမှာ search bar ကိုချက်ချင်းကျော် cursor ရောက်သွားပါတော့။ Okay ။နောက်ထပ်ကကျွန်တော် comment ဒီလိုတက်တယ်အများကြီးပေါ့နော်။ဥမာကျွန်တော်ဒီမှာတော့ဆိုကျွန်တော်ဒီလို browser တက်တယ်အများကြီး။အဲ့ဒါကိုကျွန်တော်ကိုပတ်ဒီဘက်ကိုကျွန်တော်ခုနကကျွန်တော် window app swap ကိုပြောသလိုပဲ switch switch လုပ်သလိုပဲကျွန်တော် browser ကိုလည်းကျွန်တော် switch လုပ်လို့ရပါတယ်။အဲ့တော့ comment option နဲ့ဒီဘက်ကကျွန်တော် arrow key ကိုတုံးပြီးတော့ဒီဘယ်ဘက်သွားမယ်ဆိုရင်ဘယ်ဘက် arrow key ကိုတုံးပြီးတော့လှုပ်တလို့ညာဘက်ကိုတောင်းမယ်ညာဘက် arrow key ကိုတုံးပြီးတော့ကျွန်တော်တို့ဟိုကလှုပ်လို့ရပါတယ်အဲ့တော့ဗီဒီယိုကတော့တလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာကျွန်တော် home blue အတူတူကျွန်တော်ဒီကိုရှိပါမယ်